aku ini menggo. Ora ya tok sana, lontak <laughs> tuh di. ခုလိုမျိုးပလင်ပေါ်မှာထိုင်ပြီးတော့အသက်ကြီးကြီးနဲ့တရားဟောနေတဲ့ပုံစံမျိုးရှိတဲ့ဒီအတော်ကြီးတို့အားလုံးပဲပြီးခဲ့တဲ့ရက်အနည်းငယ်ကတွေ့ပူးကြလိမ့်မယ်လို့ထင်ပါတယ်။အခုလိုမျိုးပလင်ပေါ်မှာထိုင်ပြီးတော့တရားဟောနေတဲ့ပုံစံလုံနေတာကတော့ဒါပိဋကတ်သုံးပုံဆောင်မေတော်ကြီးလို့လူသိအများကြတယ်ပေါ့နော်။အခုသူဟောပြောနေတဲ့ဘာသာစကားကတော့မွန်ဘာသာနဲ့ဟောပြောနေတဲ့စကားလိုမျိုးသိရပါတယ်။ များမကြမီမှာပဲအခုလိုမျိုးပလင်ပေါ်မှာထိုင်ပြီးတော့တရားဟောနေတဲ့ဗီဒီယိုကိုဆိုရှယ်မီဒီယာမှာတက်လာတဲ့အခါမှာတော့တက်ဆိုင်ရာတာဝန်ရှိသူတွေကလာပြီးတော့အခုလိုမျိုးပေါ့နော်ဒီဗီဒီယိုဖိုင်တွေကလိုမျိုးပဲဖန်ခေါ်သွားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်အဲအဲ့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ဒါဖုံဖုံတပားပေါ့နော်မိတ်ဆွေထားတဲ့အဲစကားလေးတွေကိုလည်းကျွန်တော်တို့တစ်ချက်လောက်အတူတူနားထောင်ကြည့်လိုက်ကြရအောင်ပါဗျာနော်ဒီဗီဒီယိုဖိုင်ကပလင်ပေါ်တက်ပြီးတရားဟောခဲ့တဲ့ပိဋကတ်၃ပုံဆောင်မေတော်ကြီးဆိုတဲ့ဒကမာကြီးကို လာရောက်ဖမ်းဆီးတဲ့ဖိုင်လေးဖြစ်ပါတယ်။ဒီဗီဒီယိုဖိုင်ကိုကြည့်ကြရတဲ့ဒကာဒကာမတချို့ကတရားဟောတာပဲပလင်ပေါ်တက်ဟောတာအပြစ်လားလို့နေကြတာတွေရှိပါတယ်။အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပလင်ချောင်မျိုးကိုအရင်ပြောပြပါမယ်။ပလင်ချောင်မျိုးကဘာတွေလဲဆိုရင်၁မြမမင်းများထိုင်သည့်ကမလာတနပလင်၂နတ်သားများထိုင်သည့်ဒိဗ္ဗတနပလင်၃ရှင်ဘရင်ထိုင်သည့်ရာဇပလင ၄တရားသူကြီးများထိုင်သည့်အတ္တကရဏပလဲ၅တရားဟောပုဂ္ဂိုလ်များထိုင်သည့်ဓမ္မတဏပလဲ၆မြတ်စွာဘုရားထိုင်သည့်အပ္ပရာဇိတပလင်တို့ပဲဖြစ်ပါတယ်အဆိုပါပလင်၆မျိုးထဲမှာတရားဟောပုဂ္ဂိုလ်များထိုင်သည့်ဓမ္မတဏပလင်ဆိုတာပါပါတယ်အဲ့ဒီဓမ္မတဏပလင်ဟာမြတ်စွာဘုရားဟောကြားထားသောတရားတော်များကိုပြန်လည်ဟောကြားသည့်မိသည့်ပုဂ္ဂိုလ်မဆိုယောက်ျားပဲဖြစ်စေမိန်းမပဲဖြစ်စေ ုံကြီးပဲဖြစ်စေလူပဲဖြစ်စေတရားဟောမယ်ဆိုပါကထိုင်ပြီးဟောလို့ရပါတယ်ဒါကြောင့်အမျိုးသမီးကတရားဟောတဲ့ပလင်ပေါ်တက်ပြီးတရားဟောတာကတော့အပြစ်မဟုတ်ပါဘူးเนาะသို့တော်လည်းပဲဦးစင်းတို့မြန်မာနိုင်ငံမှာကအမျိုးသားကိုဦးစားပေးတဲ့နိုင်ငံဖြစ်ပါတယ်အမျိုးသမီးကိုဦးစားပေးတဲ့နိုင်ငံမဟုတ်ပါဘူးเนาะဒါကြောင့်အမျိုးသမီးတွေအနေနဲ့ပလင်ပေါ်တက်ပြီးတရားဟောမယ်ဆိုရင်အများရဲ့အမြင်မှာမတင့်တယ်တာကြောင့်အများနဲ့ဆန့်ကျင်ဘက်ဖြစ်သွားနိုင်ပါတယ် အများနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အရာမျိုးကိုမလုပ်သင့်ပါဘူး။ဥစဉ်တို့မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲသူ့ရဲ့တပည့်သားတွေကိုအများနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အရာမျိုးတွေမလုပ်ဖို့တားမြစ်ထားတာရှိပါတယ်။ဥပမာမျက်နှုတ်တဲ့သိခါဘုတ်ကိုကြည့်ပါ။မျက်နှုတ်တာဟာအကုသို့ဖြစ်လို့မဟုတ်ပါဘူး။အများနဲ့ဆန့်ကျင်မှဆိုလို့ဖြစ်ပါတယ်နော်။ဒါကြောင့်အများနဲ့ဆန့်ကျင်တဲ့အရာဆိုရင်တော့မလုပ်သင့်ဘူး။ဘာကြောင့်လဲဆိုရင်အများနဲ့ဆန့်ကျင်တဲ့အရာကိုလုပ်လိုက်မယ်ဆိုတာကမိမိအတွက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ။နောက်ပြီးတော့ဒီဒကမာကြီးကိုဖမ်းဆီးတယ်ဆိုတာဟာပလင်ပေါ်တက်ပြီးတရားဟောလို့ဖမ်းတာမဟုတ်ပါဘူး။ဘာကြောင့်ဖမ်းတာလဲဆိုရင်သူကပလင်ပေါ်မှာတန်ကာဆိုတာမရှိဘူး။ဖုန်ကြီးတွေကိုမရှိခိုးကောင်းဘူးလို့ဟောတယ်ဟုသိရပါတယ်။အဲ့ဒီအချက်လေးကြောင့်ဖမ်းတာဖြစ်ပါတယ်နော်။အဲ့ဒါလေးလည်းအားလုံးသိအောင်ဦးစင်းကအခုလိုပြောပြခြင်းဖြစ်ပါတယ်။အားလုံးနားလည်နိုင်ကြပါစေ။ ဩလက်ဆက်တော့ဒါကြောင့်မလို့ဒီတပလင်ပေါ်မှာတရားဟောတဲ့အတကြီးနဲ့ဒီတော့ကြီးကဖန်ခံလိုက်ရတာကိုကျွန်တော်တို့အစတုန်းကတီထားတာကကြတော့ဒီပလင်ပေါ်မှာတရားတက်ဟောလို့ဒီသက်ဆိုင်ရာတွေကလာပြီးတော့ဖန်တယ်လို့ထင်တာပေါ့နော်ဒါမှမဟုတ်ဘူးဒီဖုံဖုံရှင်းပြတော့မှာပဲဒါဘုံကြီးတွေတန်ဃာတော်တွေကမရှိဘူးရှိလည်းမရှိကိုးကောင်းပြောလို့ဒါဖန်သွားတယ်လို့သိရပါတယ်ဒါကျွန်တော်တို့ဒီဗီဒီယိုလေးကိုကြည့်လိုက်ချင်းအားဖြင့်ဒါအားလုံးပဲနားလည်သဘောပေါက်သွားလိမ့်မယ်လို့ထင်ပါတယ်နော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပြီးကြည့်ပေးတဲ့တရားချင်းတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်နော်